ဖြစ်ပါတယ်။ကျွန်တော်တို့ဒီနေ့တင်ဆက်ပေးသွားမှာကတော့ကြောင်မဲကိုဆက်ရဲအတွင်ထိန်းချုပ်နိုင်မလားဆိုတဲ့သတင်းဆောင်ပါတဲ့ပုဂ္ဂိုလ်တင်ဆက်ပေးသွားမှာလည်းဖြစ်ပါတယ်။ပလောင်လက်နဲ့ကင်တပုံ DNL ထိန်းချုပ်ထားတဲ့ပြည်တော်လူလမ်းမကြီးဘော်ကကြောင်မဲနဲ့တီဘော်ကိုတမတော်ကထိုးစစ်စင်တိုက်ခိုက်လျက်ရှိပါတယ်။ကြောင်မဲနဲ့တီဘော်ဆိုတာထဲကြောင်မဲကိုအဓိကထားပြီးထိုးစစ်စင်တိုက်ခိုက်နေတာဖြစ်ပါတယ်။တမရော်ကကြောင်မဲကိုသာထင်းချုံနိုင်ခဲ့မယ်ဆိုလို့ရှိရင်တစ်ဖက်မိုင်း၃၀ကျော်အကွာဝေးမှာရှိနေတဲ့တီဘောကအလိုလိုနေရင်ပြန်လည်ထင်းချုံနိုင်မှာပဲဖြစ်ပါတယ် ဆိုတော့လက်ရှိကတော့ကြောင်မဲထိုးစစ်ကအရေးပါနေတယ်လို့ဆိုရမှာဖြစ်ပါတယ်။ပလောင်လက်နက်ကင်သဘောင် DNA အနေနဲ့ပြန်ကြည့်ရင်လည်းကြောင်မဲကမိုးကုတ်ရဲ့အသက်ရှူပေါက်တစ်ခုလိုလည်းဆိုရသလိုမိုးကုတ်ရဲ့အသက်ရှူပေါက်ဖြစ်တဲ့ကြောင်မဲကလည်းအပြန်အလှန်ကြားခံရရှိပါတယ်။ဆိုတော့ကြောင်မဲနဲ့မိုးကုတ်လမ်းကြောင်းကိုလည်းပလောင်လက်နက်ကင်သဘောင်ကြီးထင်းချုပ်ထားတယ်။ဒါ့အပြင်အတွင်းထဲမှာရှိနေတဲ့မိုင်းငော့နဲ့ပလောင်လက်နက်ကင်သဘောင် DNA ဌာနချုပ်ရှိရနမ်ဆန်တီဘောကြောင်မဲလမ်းကြောင်းကလည်းဖွင့်နေသေးပဲဖြစ်ပါတယ်။ အဲတစ်ဖက်ကပြင်ကြည့်ရင်တော့တမရော့ကဒီကြောင်မဲထိုးစစ်နဲ့ပတ်သက်ပြီးအပိုင်းနှစ်ပိုင်းကဏ္ဍလိုက်ဆောင်ရွက်နေရဆိုတဲ့အကြောင်းကိုပြီးခဲ့တဲ့အစီအစဉ်မှာတင်ဆက်ထားပေးခဲ့ပြီးဖြစ်ပါတယ်။ဒါကတော့နောင်ချိုနဲ့ကြောင်မဲကြားမှာရှိနေတဲ့သဘောအတားအဆီးတွေအပေါ်မှာခွင့်ကောင်းယူပြီးတော့ဒီဟန်းစစ်တွေပြုလုပ်နေတဲ့ပလောင်လက်နက်ကန်ပေါ် DNL ရဲ့ဆောင်ရွက်မှုတွေကြောင့်တမရော့ကကြောင်မဲထိုးစစ်နဲ့ပတ်သက်ပြီးအပိုင်းနှစ်ပိုင်းနဲ့ဆောင်ရွက်နေတယ်လို့ကျွန်တော်တို့ရှုမြင်ရပါတယ်။ ပထမပိုင်းစစ်စင်ရေးကတော့ပြီးခဲ့တဲ့ဩဂတ်လ28ရက်နေ့ကအောင်မြင်စွာပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ကုတ်တွင်းတရားကိုချိုးကုတ်တိတ်တရားကိုချိုးထားခဲ့ပြီးတဲ့နောက်နောင်ပိန်တိုင်းနယ်အထိတမော်ကနေမရှင်လေးဆောင်ရွက်ခဲ့ပြီးဖြစ်တဲ့အတွက်ကြောင်မဲထိုးစစ်ရဲ့ပထမရည်မှန်းချက်ကအောင်မြင်သွားပြီဖြစ်ပါတယ်။အဲ့ဒီတော့တမန်တော်စစ်ကြောင်းတွေကဒီဩဂတ်လ28ရက်နေ့ဝင်းကျင်ကနေစက်တင်ဘာ6ရက်နေ့ဝင်းကျင်အထိကြောင်မင်းနဲ့ပတ်သက်တဲ့ထိုးစစ်မှာအထိုင်ချပြီးတော့စစ်ရေးလှုပ်ရှားမှုတွေအင်မြင့်ရှင်းလင်းရေးတွေကိုသာဆောင်ရွက်နေတာကျွန်တော်တို့မြင်တွေ့ရပါတယ် ။အဲအခုဒီတမရော့ကကုတ်တွင်းသရားကိုပြန်လဲတိဆောက်ပြီးတော့ယာယီပေရီတမောင်းထိုးပြီးတဲ့အချိန်ကစပြီးတောင်မဲထိုးစစ်ကပြန်လဲပြီးတော့အသက်ဝင်လာတာဖြစ်ပါတယ်။ဆိုတော့ပြီးခဲ့တဲ့စက်တင်ဘာ6ရက်စက်တင်ဘာ9ရက်နေ့ဝင်းညင်ကလေးကကြောင်မဲထိုးစစ်ကတကြောပြန်ပြီးတော့အသက်ဝင်လာခဲ့ပြီဖြစ်တယ်။လက်ရှိချိန်မှာလည်းတမရော့စစ်ကြောင်းတွေကပလောင်လက်နက်ကင်တပုံ DNL ထိန်းချုပ်ထားတဲ့ခန်းစစ်ကြီးတွေဖြစ်တဲ့နောင်ပင်ကိုလည်းထိန်းချုပ်ပြီးဖြစ်တယ်။ကြားထဲမှာရှိနေတဲ့နာအိုက်ခံခိုက်တုံဟုံကုန်းကော်မှတ်မှတ်စားတဲ့နေရာတွေကိုလည်းထိန်းချုပ်ပြီးပြီဆိုတဲ့သတင်းတွေကြားသိနေရပါတယ်။ လက်ရှိအချိန်ဒီအကြောင်းမဲကိုဥတီတိုက်ခိုက်နေတဲ့တမရော်ရဲ့ပင်မတိုက်ခိုက်ရေးတပ်ကြီးကအကြောင်းမဲမြို့နဲ့၅မိုင်အကွာတိရောက်ရှိနေပြီဆိုတော့ကျွန်တော်တို့သတင်းတွေကြားသိရပါတယ်။ဒီနေ့မှာပလောင်လန်းနက်ကန်တောင် DNA လေးအနေနဲ့အကြောင်းမဲကိုအသေးအံခံစစ်ပြင်ဆင်နေတာတွေရှိတယ်။ဒါအပြင်အကြောင်းမဲမှာရှိတဲ့အားနည်းချက်ကတော့ဒီအကြောင်းမဲကိုဝန်ထမ်းတဲ့လမ်းတွေအကြောင်းမဲကိုအဓိကဝန်ရောက်နိုင်တဲ့ဝန်ပေါက်ကြီးက6ခုထက်မနည်းရှိပါတယ်။ ဒီ6ခုထက်မနည်းမှာပလောင်လက်နက်ကင်စုံ DNL ထင်းချုပ်ထားတဲ့နေရာက3ခုထက်မနည်းရှိပြီးတော့တက်မလော့ကဝင်ရောက်တိုက်ခိုက်နိုင်တဲ့လမ်းကြောင်းကလည်းဝင်းမောက်ကြီးက3ခုထက်မနည်းရှိတာကိုကျွန်တော်တို့မြင်တွေ့ရပါတယ်။ဆိုတော့အခုလက်ရှိတက်မလော့စစ်ကြောင်းကြီးတွေကပလောင်လက်နက်ကင်စုံ DNL ရဲ့ LOC လမ်းကြောင်းတွေကိုတစ်ခုပြီးတစ်ခုဖျက်တောက်နေတယ်လို့ပဲခန့်မှန်းရပြီးတော့လက်ရှိအချိန်ဒီပင်မစစ်ကြောင်းကြီးရဲ့စီရေးရီမှန်ချက်ဘေးမှာရှိနေတဲ့ဒီဖြန့်ကျက်ထားတဲ့တက်မလော့စစ်ကြောင်းတွေရဲ့တိုက်ခိုက်မှုတွေနဲ့ ကြောင်မဲမြို့ကိုမကြခင်မှာထိန်းချုပ်နိုင်မလားဆိုတဲ့အချက်ကတကယ်ကိုစိတ်ဝင်စားဖို့ကောင်းလာပါတယ်။ဒါကတော့စီရေးရင်မှန်းချက်အနေနဲ့ကျွန်တော်တို့ချင်းကပ်ကြည့်ခဲ့တာဖြစ်ပြီးတော့တပတ်ကနိုင်ငံရေးနည်းလမ်းအရပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းလာမယ့်2025ခုနှစ်ဒီဇင်ဘာ28ရက်နေ့မှာကျင်းပမယ့်ရွေးကောက်ပွဲမှာကြောင်မဲနဲ့တီဘောကပါမယ်လို့သတ်မှတ်ထားပြီးဖြစ်တဲ့အတွက်တမတော်ကကြောင်မဲကိုဘယ်လိုပဲဖြစ်ဖြစ်တီမောကိုဘယ်လိုပဲဖြစ်ဖြစ်ထိန်းချုပ်ဖို့ကြိုးစားမှာပဲဖြစ်ပါတယ်။ ဆိုတော့လာမယ့်စက်တင်ဘာ28ရက်နေ့ကနေဒီဇင်ဘာ28ရက်နေ့အထိဆိုရင်ရွက်ောက်ဝယ်ကျင်းပဖို့ရက်60လိုအပ်နေပြီဖြစ်ပါတယ်ဆိုတော့ရွက်ောက်ဝယ်မတိုင်ခင်ရက်60အတွင်းမှာရွက်ောက်ခံကိုယ်စားလှယ်တွေနဲ့ပတ်သက်တဲ့စီစစ်ရေးတွေဒီစီမင်းစည်းကမ်းတွေလည်းမကြခင်ထုတ်ပြန်တော့မှာဖြစ်တဲ့အတွက်ရွက်ောက်ဝယ်ကျင်းပမဲ့ဒေတာကနေထိုင်ရာလူတွေကိုယ်စားလှယ်လောင်းတွေရဲ့ဒီအချက်လက်တွေနဲ့ပတ်သက်ပြီးတော့လည်းဆောင်ရွက်ရမယ့်ရုံးလုပ်ငန်းစဉ်တွေလည်း procedure တွေလည်းရှိနေသေးတာဖြစ်တဲ့အတွက်တမောအနေနဲ့ကြောင်မဲနဲ့ဒီဘောကိုထိုးစစ်ဆင်မယ်ဆိုလို့ရှိရင်အချိန်အားဖြင့် ရွေးကောက်ပွဲမှာတိုင်ငယ်ရက်60အတွင်းမှာထိန်းချုပ်နိုင်မှုလိုအပ်ပါတယ်အဲဒါကတော့ဒီဖြစ်နိုင်ခြေကိုချိန်ဆက်ပြီးကြီးခဲ့တာဖြစ်ပါတယ်ဆိုတော့လက်ရှိဒီစက်တင်ဘာ18ရက်နေ့ကနေလာမယ့်စက်တင်ဘာ18ရက်နေ့အထိဆိုရင်ဆယ်ရက်နေပါပဲရှိပါတော့တယ်ဒါဆိုရင်တမောစစ်ကြောင်းကြီးတွေကကြောင်းမဲကိုဆယ်ရက်အတွင်းတိုက်ခိုက်သိမ်းပိုက်နိုင်မှာဆိုတော့လက်ရှိချိန်မှာဘလောင်လက်နက်ကန်သဘုံ DNA အတွက်အသေးအံဖြစ်နေတဲ့ခံစစ်ပြင်နေရတဲ့မြို့ကကြောင်းမဲမြို့ဖြစ်တဲ့ တဖက်ကမိုးကုတ်မြို့ကတော့ဒေသရင်းအကျိုးစီးပွားတွေနဲ့တွင်းထက်သင်ရန်စားတာတွေနောက်ကွယ်မှာ NUG ပြည်ပြည်အုပ်စုနဲ့စိုးတိရသောဦးဆောင်တဲ့မန္တလေး PDF တို့ရဲ့ကာကွယ်မှုတွေနဲ့မိုးကုတ်ကတော့ထင်တာထက်ပိုပြီးတော့ခံစစ်ပြင်ဆင်လျက်ရှိပါတယ်။အသေးအံပြင်ဆင်နေတဲ့ရှိတဲ့အင်အားများပြားကိုလည်းခံစစ်ပြင်ဆင်နေတဲ့မြို့ဝင်မြို့ထွက်တွေနဲ့ဒီလမ်းတွေဝင်ပေါက်ထွက်ပေါက်အားလုံးကိုခံစစ်တွေပြင်ဆင်နေတယ်လို့သတင်းတွေကြားသိရပါတယ်။အတဖက်မှာလည်းမိုးကုတ်မြို့မကြရည်အဓိကကြနေတာကကြောင်မဲဖြစ်ပါတယ်။ ကျောင်းမင်းမိုင်းလုံးမိုးကုတ်လန်းအကြောင်းကိုအလောင်းလန်းနဲ့ကန်တပုံ DNL ကထိန်းချုပ်ထားစေဖြစ်တဲ့အတွက်သမ်ရော်အနေနဲ့ကျောင်းမင်းကိုဝင်နိုင်တဲ့အဓိကလမ်းကြောင်းကြီးတစ်ခုဖြစ်တဲ့မိုင်းတင်းလောက်ကနေနမ်ဆော့လောက်ကနေဖြတ်တောက်ထားနိုင်မှုလိုပါတယ်။မိုင်းတင်းနမ်ဆော့ဆိုတာကပလောင်လန်းနဲ့ကန်တပုံ DNL တွေခန်းစစ်ပြင်ထားတဲ့တတိယခန်းစစ်စည်းလို့ဆိုရဲမန္တလေးလာရှိုလမ်းပေါ်မှာရှိနေတဲ့စကန်တာလမ်းခွဲနဲ့အနီးမှာတည်ရှိနေပါတယ်။စကန်တာကနေမိုင်းတင်းကိုသွားမယ်ဆိုလို့ရှိရင်ဒီမိုးကုတ် ကြောင်မဲလန်းကြီးကိုရောက်ရှိမှာဖြစ်ပါတယ်။ဒီလန်းကြီးကိုစုံမထားနိုင်မှုလို့တို့လို့ကြောင်မဲမျိုးရဲ့မြောက်ဘက်မှာရှိနေတဲ့မိုင်းကောလန်အဒါအပြင်ကျူရှောတောင်မြောက်ရွာတွေကလည်းအဓိကကျနေတာဖြစ်ပါတယ်။ကျူရှောတောင်ရွာနဲ့မြောက်ရွာဆိုတော့ကပလောင်ရွာတွေဖြစ်ပြီးတော့ပလောင်လက်နက်ကန်တုံ DNA အဓိကအခြေပြုနေတဲ့ data အဓိကအခြေပြုနေတဲ့ရွာလိုလဲဆိုရမှာဖြစ်ပါတယ်။ကျောင်မဲမျိုးနဲ့ပတ်သက်တဲ့ဝန်ပေါကြီး6ခုကိုပြန်ကြည့်ရင်မိုင်းလုံကနေဝင်လာနိုင်တဲ့လန်မိုင်းကောကနေဝင်လာနိုင်တဲ့လန်နဲ့စကားကတဲ့ ဒီခမရ900တင်900ရဲ့ရောက်ဖက်ချမ်းမှာရှိနေတဲ့ဒီကျူလျှောလန်းဒီလန်းတွေကိုတမလို့ကပိတ်ဆို့ထားနိုင်မှုလိုပါတယ်။အဲလက်ရှိမြေမျက်နှာအတွင်မြေအနေထားအရတော့ကြောင်မဲမြို့မှာပလောင်လက်မဲ့ကန်တဲ့ပုံခန်းစစ်ပြင်ထားတဲ့နေရာတွေကပြီးခဲ့တဲ့လတွေကတမလို့ကလေကြောင်တက်ခိုင်းမှုပြုလုပ်ထားတယ်။အဲဆောက်လို့ရည်ရုံအဲမြို့ထဲမှာဆိုလို့ရှိရင်မြို့တော်ခမ်းမခရံရဲစခန်းမြို့နယ်ရဲစခန်းအဲနောက်ပြီးတော့ဒီစေကာကြီးပွင့်စားတဲ့နေရာတွေကပလောင်လက်မဲ့ကန်တဲ့ပုံပြင်အလေးအဓိကစုဖွဲ့နေရာတွေဖြစ်ပါတယ်။ ခံစစ်ပြင်ဆင်နေတဲ့နေရာတွေကတော့ကြောင်မဲမြို့အဝင်နောင်ပိန်လေးနောက်ပြီးတော့ကောလီဟိုတယ်စကန်တာအရိကနေဆက်သွားမယ်ဆိုလို့ရှိရင်ကျွန်တော်မိုင်းလုံလမ်းခွဲနန်းတင်နန်းဆော့ဒီဒေသတွေမှာခံစစ်တွေပြင်ဆင်ထားပါလိမ့်မယ်အဒီနေရာမှာပလောင်လက်နက်ကန်တဲ့ပုံ DNLA အနေနဲ့ကြောင်မဲကိုလက်လွတ်ရမယ်ဆိုရင်စုတ်ခွာရလမ်းတွေကမိုးကုတ်ဘချံကိုစုတ်ခွာနိုင်တာရှိတယ်ဒီဘောဘချံကိုစုတ်ခွာနိုင်တာရှိတယ်မိုင်းငော့ဘချံကိုစုတ်ခွာနိုင်တာလည်းရှိပါတယ် အဲဒီလက်ရှိအချိန်မှာတော့ပလောင်လက်နက်ကန်တဘွန် DNL ကကြောင်မဲနဲ့တီဘော minus 0ကျော်အကွာဝေးချားမှရှိနေတဲ့ကျင်းတီတတာဘောဂျိုနဲ့ဘူခစတဲ့နေရာတွေမှာဆုတ်ခွာပြီးခန်းစစ်ပြင်ဆင်နေတယ်ဆိုတဲ့တင်းတွေလည်းကြားသိရပါတယ်ဆိုတော့ပလောင်လက်နက်ကန်တဘွန် DNL အနေနဲ့လည်းတမတော်ရဲ့ထိုးစစ်ဆင်မှုကအရက်မျက်နှာပေါင်းစပ်ဝင်ပေါကြီး6ဦးကနေလည်းလာရောက်တိုက်ခိုက်နိုင်ကြီးရှိတယ်ဆိုတော့ကိုတွက်ဆထားပြီးဖြစ်တဲ့အတွက်ခန်းစစ်တွေကတော့အရင်ထက်ပိုပြီးတော့ဖြန့်ကျက်ထားတယ် ဖြန့်ကျက်ထားပေမဲ့အလန်းကျယ်အလေလက်တယ်လို့ဆိုရမှာဖြစ်ပြီးတော့အင်အားပြုံနှိမ့်မှုတွေနဲ့အတင်းအဓမ္မစစ်သားစုဆောင်းနာရီရဲ့ North Square မှာလိုအပ်ချက်တွေလည်းရှိနေသေးတာဖြစ်ပါတယ်။ဒါကတော့ဘလောင်လက်နက်ကင်သဘော DNA လေးဂျုံတွေ့နေရတဲ့အကျက်တဲတစ်ခုလည်းဖြစ်ပါတယ်။ ဒီနေ့မှာတမန်စစ်ကြောင်းကြီးတွေအနေနဲ့ပြန်ကြည့်ရင်ကြောင်းမဲကိုထိုးစစ်ဆင်နေတာကတမန်၁၁တမန်55စားတဲ့တိုက်ခိုက်ရေးပြမတက်ကြီးတွေကတိုက်ခိုက်နေတာရှိသလိုကြောင်းမဲမြို့မှာပြန်ပြီးတော့အခြေချမဲ့မိခင်တက်တွေလည်းပါဝင်နေပါတယ်။ကြောင်းမဲမှာစားကားကားတည့်ရဲ့လောက်ကန်ခမရ900တင်းနဲ့900နှစ်တက်တွေလည်းပါဝင်တိုက်ခိုက်နေတာဖြစ်ပါတယ်။ပြောရရင်တော့ကြောင်းမဲမြို့သိန်းဆိုတာကစားကားကားတည့်ရဲ့အိမ်ပြန်လန်းလို့လည်းဆိုရမှာဖြစ်ပါတယ်။ အိမ်မြန်လန်းတွေမှာတော့တမတော်သားတွေကလုံအောင်ကိုတက်ကြွနေပြီဖြစ်တယ်။ပြီးခဲ့တဲ့ရက်တွေကလည်းအင်အားဖြည့်တင်းထားတာတွေရှိတယ်။အနာပေးထားတဲ့တက်တွေကိုပြန်ပြီးတော့အင်အားဖြည့်တိုက်ခိုက်နေတာတွေရှိတဲ့အတွက်တမတော်စစ်ကြောင်းကြီးတွေကနောင်ချိုထိုးစစ်ထက်စစ်ကြောင်းမုံများစွာနဲ့ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်မှာဖြစ်ပါတယ်။အဒီနီယာတွေမှာပလောင်လက်နက်ကိုင်သမုံ BNL အနေနဲ့ဂျုံတောင်ပြီးခွေးမြောက်လိုက်ပုံစံမျိုးတွေဖြစ်နေတာရှိသလိုတစ်ဖက်မှာလည်းမန်ဆော့ချက်တွေနဲ့တလွဲစီဖြစ်နေတာတွေကိုလည်းမြင်တွေ့ရပါတယ်။ ဲဒါအပြင်ပလောင်လက်နက်ကိုင်တပုံ DNL နဲ့အပေါင်းပါရီစုဖွဲ့နေတဲ့နေရာကျင်းဒီတရားမှာလည်းစကန်းနေချထားတယ်လို့သိရတယ်လို့ကြောင်မဲကနေစုတ်ခွာသွားတဲ့အဖွဲ့တွေကတီဘောမျိုးကိုမဝင်ခင်ကျင်းဒီတရားဘက်ချမ်းမှာလည်းမိုင်းခွဲပြက်စီတာတွေပြုလုပ်နိုင်ပါတယ်ဒါအပြင်ဘူခါနဲ့ဒီလွယ်ခေါ်ဒေသမှာလည်းခန်းစစ်တွေပြင်ဆင်ထားတယ်ဆိုတဲ့သတင်းတစ်ချက်ကိုကျွန်တော်ကြားသိရပါတယ် တကယ်တော့ကြောင်မဲမြို့ဆိုတာကလွင်လင်းကြီးလို့ဆိုရမှာဖြစ်ပါတယ်။ကြောင်မဲမြို့ရဲ့အလယ်မှာရှိနေတဲ့ကောက်ကွင်းတစ်ကျော်ပြီးလို့ရှိရင်ဒီဘက်ဆေးရုံတွေရှိပြတဲ့ဗတ်ချမ်းကလွှဲရင်ကျန်တဲ့ဒေသကလွင်မြင်ကြီးလို့ဆိုရမှာဖြစ်ပါတယ်။အဲဆောက်ခါခါတရဲ့အရှိမြောက်ဖက်မှာရှိနေတဲ့နက်တောင်ကတော့တကယ်ကိုကြောင်မဲမြို့ကြီးကိုစိုးမိုးထားတဲ့တောင်ကြီးဖြစ်ပါတယ်။အမြင့်မြေအားဖြင့်မီတာ900နဲ့950ကျားရှိတဲ့နက်တောင်လို့ခေါ်တဲ့ဒေသတစ်ခုဖြစ်ပါတယ်။ ဖင်ရင်တောင်ရဲ့အရှိမြောက်ဘက်ချမ်းမှာရှိပါတယ်။ဒီနေရာတွေမှာလည်းပလောင်လက်နက်ကိုင်သဘောပြင်းထန်လေးခံစစ်ပြင်ဆင်နေရတဲ့ဆိုတဲ့တည်င်းတွေလည်းကြားသိရတဲ့အတွက်တန်းတော်အနေနဲ့နှက်တောင်ဘက်ချမ်းအင်းင်းတောင်ဘက်ချမ်းကိုလည်းမျက်ချင်မပြတ်ကင်းထောက်ပြီးတော့စုဖွဲ့လှုပ်ရှားမှုတွေကိုချိန်မုံတိုက်ခိုက်သွားဖို့လိုအပ်ပါတယ်။ဒါအပြင်အခုဒီဘလောင်လက်နက်ကင်စပုံ DNL အဓိကအသက်သွေးကြောဖြစ်နေတဲ့ LOC လမ်းကြောင်းကတော့ကြောင်မင်းမိုးကုတ်လမ်းဖြစ်ပါတယ်။ကြောင်မင်းမိုးကုတ်လမ်းဆိုတာကမလာရှိုးလမ်းကြီးနဲ့အပြိုင်ရှိနေပြီးတော့စကန်းသာ ပလောင်လက်နက်ကင်သဘုံ DNA ရဲ့တတိယခန်းစစ်ဆီးလို့ခေါ်တဲ့စကန်းသာနဲ့လက်စကန်းအကွာမှာရှိနေတဲ့နေရာဖြစ်ပါတယ်။တောင်မင်းမျိုးကနေအပြိုင်ထွက်ခွာလာတာဖြစ်ပြီးတော့စကန်းသာကနောင်ချိုဘက်ကိုလာတဲ့ခြံရှိတယ်။မိုင်းတင်းကတော့ဘိုးကုတ်မိုင်းလုံဘက်ကိုလာတဲ့နံဖြစ်ပါတယ်။ဒီနေရာမှာတမန်တော်ဆက်ကြောင်းကြီးတွေကသာပလောင်လက်နက်ကင်သဘုံ DNA ရဲ့ LOC လမ်းကြောင်းဖြစ်တဲ့မိုင်းလုံကြောင်မဲလန်းကိုထိန်းချုပ်ထားနိုင်မယ်ဆိုရင်ပလောင်လက်နက်ကင်သဘုံ DNA အတွက်ကတော့ ကြောင်ပိတ်ရိုက်ခံရတဲ့အခြေအနေကိုရောက်ရှိသွားပါလိမ့်မယ်။ဆိုတော့ပလောင်လက်နက်ကန်တပုံ DNL အနေနဲ့တကယ်ကိုပြာများနေရပြီဖြစ်ပါတယ်။အဲ့ဒီအချိန်မှာလည်းတမောစစ်ကြောင်ကြီးတွေကကြောင်မဲအင်း9မှန်အကွာလို့ရောက်ရှိနေတာဖြစ်တဲ့အတွက်တွေ့ကြည့်ရင်စကန်းသာအထိကိုဝင်ရောက်တိုက်ခိုက်နေပြီလို့တော့ခံမရပါဘူး။ဒါပေမဲ့ပလောင်လက်နက်ကန်တပုံ DNL နဲ့အကြမ်းဖက်အပိမီဒီယာတွေကတော့တမ်မရွန်နဲ့ထိုးစစ်ဆင်မှုတွေတမ်မရွန်နဲ့ထိတွေ့တိုက်ပွဲတွေကခိုက်တော့ဟောင်းနားအိုက်ခံဂုံးပေါ်ကြွာကနေမတက်ဘူးဆိုပြီးတော့သတင်းတွေထုတ်ပြန်နေပါတယ် အမြဲတမ်းလိုလိုပဲပလောင်လက်နက်ကင်သဘုံ DNLA ကြောထောင်နောက်ခံပြုထားတဲ့မီဒီယာတွေကထိတွေ့တိုက်ပွဲတွေဆိုရင်ဘယ်တော့မှအရှိကိုတိုးမလာတာမြင်တွေ့ရပါတယ်။ဒါပြီးခဲ့တဲ့နောင်ချိုတိုက်ပွဲမှာပြန်ကြည့်ရင်လည်းတမောစစ်ကြောင်းကြီးတွေကနောင်ချိုမြို့ရဲကိုဝင်ပြီးတော့တခုချင်းတဆင်ချင်းခံစစ်တွေဖြိုနေတဲ့အချိန်မှာတောင်မှ ပလောင်လက်နက်ကင်သဘုံ DNL နဲ့ပေါင်းပါတွေကကန်ကြီးရွာကနေမတက်နိုင်သေးဘူးဆိုတဲ့တည်င်းကိုဒါထုတ်ပြန်ခဲ့တာကျွန်တော်မြင်တွေ့ရပါတယ်ဆိုတော့ပလောင်လက်နက်ကင်သဘုံ DNL ထုတ်ပြန်မှုတည်င်းတွေမှာပြန်ကြည့်ရင်လက်ရှိခိုက်တုံဟောင်းနိုင်ခံကနေမတက်ပြီမဲ့တပ်မတော်ဆက်ကြောင်းတွေကကြောင်မဲမျိုးအနည်းငါးမိုင်ပတ်ချလဲဒီကိုရောက်ရှိနေပြီဖြစ်ပါတယ်ဆိုတော့ကြောင်မဲမျိုးရဲ့အဓိကဝင်ပေါက်ထွက်ပေါက်ကြီး6နေရာကိုဘယ်လိုမျိုးဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်သွားမလဲဆိုတာက တကယ်ကိုစိတ်ဝင်စားစရာကောင်းပြီးတော့တစ်ဖက်ကနိုင်ငံရေးလိုအပ်ချက်အရာရွက်ောက်ဝယ်ချင်းပါဖို့လည်းရှိတယ်ဒီရက်60အတွင်းမှာရွက်ောက်ကန်ကိုစလေဒေတာရဲမှာရှိနေတဲ့ပြည်သူလူထုရဲ့အိမ်တော်လူစင်းရဲ့ message တွေကိုပြုစုရမှာလည်းရှိတဲ့အတွက်တမတော်အနေနဲ့လာမယ့်စက်တင်ဘာ28ရက်မှတိုင်ခင်ကြောင်မဲကိုထိန်းချုပ်လာနိုင်သလားဆိုတဲ့အခြေအနေမျိုးကိုချဉ်းကပ်ကြည့်ရင်ကြောင်မဲကိုလာမယ့်စက်တင်ဘာ28ရက်မှတိုင်ခင်ထိန်းချုပ်နိုင်မယ်လို့လည်းခံမှန်းရပါတယ်။မကြခင်ကျွန်တော်တို့ကြောင်မဲကိုသွားတော့ပါမယ်။ ကြောင်မဲမှာနိုင်ငံတော်အလံပြန်ဆိုင်ပြီးတော့တမတော်သားတွေစခခတိတ်ရဲ့လောက်ခံတည်ရင်တက်ခွဲတွေဖြစ်တဲ့ခမရ902 902ရဲ့အိမ်ပြန်ခြင်းကိုရောက်ပြီဖြစ်ပါတယ်။ကြောင်မဲသားတွေအားလုံးရဲ့အိမ်ပြန်ခြင်းကိုရောက်ပြီလို့လည်းဆိုရမှာဖြစ်တဲ့အတွက်ကြောင်မဲထိုးစစ်ကြီးကတော့တီးထက်မြန်မြန်ဆန်ဆန်နဲ့ဖြစ်လာမယ်လို့ကျွန်တော်ခန့်မှန်းရပါတယ်။ဒီနေရာမှာပလောင်လက်နက်ကန်တပုံ DNA လေးကပြီးခဲ့တဲ့ခုမင်းဆွေးနွေးပွဲမှာကြောင်မဲနဲ့တီဘောကိုပြေးမဲ့ မိုးကုန်နဲ့တခြားမျိုးတွေကိုပြန်မပေးဘူးဆိုပြီးတော့လက်ထိုးခဲ့တဲ့အခြေအနေမျိုးတမ်းမော်ရဲ့ကိုယ်စားလှယ်တွေကိုနိုင်ငံတော်ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုမတိမဲမြင်ပြုလုပ်ခဲ့တာကိုလည်းအားလုံးမှတ်မိကြမှာဖြစ်ပါတယ်တမောဘက်ကတုံ့ပြန်ခဲ့တဲ့ဇာတ်ကားကရှင်းပါတယ်တောက်မင်းရောတီဘောရအောင်ပြန်တိုက်ယူမယ်လို့အကြောင်းပြန်ခဲ့တာဖြစ်တဲ့အတွက်ပလွန်လက်နက်ကင်တဘုံ DNL ရဲ့အကြောက်တရားကတော့တော်တော်ကြီးဆိုးဆိုးရွားရွားဖြစ်နေပါလိမ့်မယ်မြေပြင်မှာရှိနေတဲ့ဒီအသေးခံအသုံးချခံဖြစ်နေတဲ့အကြမ်းဖက်သမားတွေကလည်းတမောထိုးစစ်အောက်မှာအလဲလဲကွဲကွဲဖြစ်နေပါတယ် ။လမ်းမော်ကအခုကြောင်မဲကိုထိုးစစ်ဆင်နေတာကပုံမှန်တိုက်ခိုက်နေတဲ့မြေပြင်တပ်ဖွဲ့တွေနဲ့တိုက်ခိုက်နေတာမဟုတ်ဘဲနဲ့ဤပညာဘက်ကိုပြောင်းလဲတိုက်ခိုက်နေတာဖြစ်တဲ့အတွက် suicide drone နဲ့ UAV တွေနဲ့လည်းကင်းထောက်တိုက်ခိုက်နေတာရှိတယ်လို့တာမန်လက်နက်ကြီးပြက်ခတ်မှုတွေတမကအကြမ်းဖက်သမားတွေရဲ့စုဖွဲ့မှုတွေကို drone တွေ UAV တွေနဲ့ကင်းထောက်ပြီးတော့မြေပုံညွန့်တိတိကျကျနဲ့တိုက်ခတ်တိုက်ခိုက်နေတာဖြစ်ပါတယ်။ဖိုးကျုလို့ခေါ်တဲ့ဒီမာတီရော့ကက်တွေနဲ့လည်းပြက်ခတ်နေတာရှိတယ်လို့စင်ငယ်ကျုတွေနဲ့လည်းပြက်ခတ်နေတာရှိပါတယ်။ ဒီစင်ငယ်ကျူတွေပိုးကျူတွေဆိုတာကကျွန်တော်တို့ရင်ပေါ်မှာတင်ပြီးပြည့်ရတဲ့120 mm 240 mm လိုမျိုးကျူတွေဖြစ်ပါတယ်ရော့ကက်ကြီးတွေဖြစ်တယ်ဒီကျူတွေကိုပြီးခဲ့တဲ့ဗမော်မျိုးသိန်းတိုက်ပွဲမှာလည်းတမတော်ကထုတ်ယူပြီးတော့စမ်းသပ်ပစ်ခတ်တိုက်ခိုက်ချေမှုန်းခဲ့ပြီးဖြစ်ပါတယ်ဒီမတီရော့ကက်ကြီးတွေရဲ့ပြင်အားကလည်းအကြမ်းဖက်သမားတွေကတော့တကယ်ကိုကြောက်စရာကောင်းလာပါတယ်ဒါကြောင့်ပလောင်လက်နက်ကန်တပုံ DNL ရဲ့ခန်းစစ်တွေကနေရောညရောချိန်ချောက်ခံနေရတယ်နေရောညရောတိုက်ခိုက်ခံနေရတာဖြစ်တဲ့အတွက် မြေပြင်မှာရှိနေတဲ့အကြံဖက်သမားတွေကတော့တော်တော်လေးအဝါပြက်နေကြတယ်တော်တော်လေးကဘာပြက်နေကြတယ်ဆိုတဲ့သတင်းတွေကြားသိရပါတယ်ပြီးခဲ့တဲ့စက်တင်ဘာ9ရက်နေ့ကလည်းပလောင်လက်နက်ကန်သဘော DNL နဲ့အပေါင်းပါတွေဓနုလက်နက်ကန်အဖွဲ့ DBLA နဲ့အသုံးချခံတွေလည်းလက်နက်ချတာတွေရှိတယ်လို့အလင်းဝင်လာတာတွေရှိပါတယ်အဲဒါအပြင်တမတော်ရဲစစ်ကြောင်းတွေနဲ့တီတွေတိုက်ပွဲတွေအတွင်းထွက်ပြေးသွားကြတဲ့အဖွဲ့တွေလည်းရှိတယ်လို့ဒုထဘူရီမြေပတ်ချံပန်ဝိုးဘက်ကိုအရက်ဝတ်တွေနဲ့ဆုတ်ခွာသွားတယ်ဆိုတဲ့ကြေင်းတွေလည်းကျွန်တော်တို့ကြားသိရပါတယ် ဒါအပြင်ကြောင်မဲမြို့ရဲ့အဝင်မှာရှိနေတဲ့တစ်ဖက်ကနောင်ပိန်လေးနောက်ပြီးတော့တီဘောမြို့ရဲ့အထွတ်မှာရှိနေတဲ့ပန်ဟုတ်နဲ့ဘူခါဘက်မှာရှိတဲ့အသုံးချကန်ဒီကင်းဆောင်မိုးယာယီခန်းစစ်ပြင်ဆင်ထားတဲ့နေရာတွေမှာလည်းထုတ်ဆုတ်ခွာထွက်ပြေးနေတာတွေရှိတယ်ဆိုတဲ့သတင်းတွေလည်းကြားသိရပါတယ်ဒီနေရာမှာပလောင်လက်မှတ်ကင်သဘောတင်တဲ့အလေးကကြောင်မဲနဲ့တီဘောလမ်းမှာတော့ခန်းစစ်တွေပြင်ဆင်ထားတယ်ဆိုပေမဲ့အဓိကခန်းစစ်ပြင်ဆင်ထားလို့ရတဲ့နေရာကတော့ဘူခါနဲ့လွယ်ခေါ်တကြောပဲဖြစ်ပါတယ် လွယ်ကူအနီးမှာတော့မီတာ900နီးပါး600ကျော်နီးပါးရှိတဲ့တောင်တွေတခုရှိပါတယ်ဒါကဒီမန္တလေးလာရှိုလန်းကြီးရဲ့တောင်ပချမ်းမှာရှိနေပြီးတော့ဘေးဘက်မှာလည်းလွယ်ဆိုင်ငင်းစီတွေရှိပါတယ်အဲ့ဒီဘက်မှာလည်းအခြေပြုလှူရှားနေတယ်ဆိုတဲ့တည်င်းတွေလည်းကြားသိနေရပါတယ်ဒါတွေကိုတက်မလို့ကဆက်လက်ပြီးတော့ကင်းထောက်ချိန်မုံသွားဖို့လိုအပ်တယ်လို့တောင်ပင်းတွေတောင်ပချမ်းမှာရှိနေတဲ့နောင်ပင်လေးနာပြင်းဘက်မှာလည်းဒေသခံစစ်ဆောင်နေတဲ့လူရောရောင်ပြီးတော့စုတ်ခွာထွက်ပြေးလာကြတဲ့အဖွဲ့တွေလည်းရှိရလို့သိရပါတယ်။ တော့လက်ရှိကြောင်မဲထိုးစစ်နဲ့ပတ်သက်ရင်တော့တကယ်ကိုတန်ဖိုးမြင့်လာပြီဖြစ်ပါတယ်။တမ်းရော်ရဲ့ကြောင်မဲထိုးစစ်မှာစစ်စင်ရေးဖြူဟာကပိုင်းလိုက်ဆောင်ရထားတာဖြစ်ပါတယ်။ဒီနေရာမှာကြောင်မဲထိုးစစ်နဲ့ပတ်သက်ပြီးတော့တမ်းရော်ရဲ့ထိုးစစ်ရက်တန့်ထားတယ်ဆိုပြီးတော့အားမလို့အားမရဖြစ်နေကြတယ်။ တမတော်ထောက်ခံသူတွေလည်းရှိကြပါတယ်။တကယ်တော့စီရေးဆောင်ရွက်တဲ့နေရာတွေမှာမြေပြင်အနေထားနဲ့စစ်စင်ရေးအစီအမံတွေကိုတရားစီစဉ်ဆောင်ရွက်ရတာဖြစ်တဲ့အတွက်သတင်းထုတ်ပြန်မှုတွေမှာတော့ကျွန်တော်တို့ကဖြစ်စဉ်ဖြစ်စဉ်တွေအလုံးကိုထုတ်ပြန်လို့မရတာလည်းရှိပါတယ်။ဒါကြောင့်မလို့ဒီလက်ရှိကြောင်မဲထိုးစင်နဲ့ပတ်သက်ပြီးတော့တမတော်ရဲ့လှုပ်ရှားမှုတွေတမတော်စစ်ကြောင်ကြီးရဲ့ရွေးရှားမှုတွေအလုံးကိုကျွန်တော်တို့မမြင်နိုင်တာဖြစ်ပါတယ်။ဒါပေမဲ့ကြောင်မဲထိုးစင်နဲ့ပတ်သက်ရင်တမတော်ကမဟာဗျူဟာကြကြထိုးစစ်စဉ်တိုက်ခိုက်ဖို့ဆောင်ရွက်လျက်ရှိပါတယ်။ အဓိကကတော့နောင်ချိုမြို့သိမ်းတိုက်ပွဲလိုပဲတောင်မဲမြို့ကြီးကိုအထူးကအပြည့်အစည်းအနည်းဆုံးဖြစ်အောင်ဖင်းသိမ်းသိမ်းသိမ်းနဲ့ပြစ်ခတ်နေတာဖြစ်ပါတယ်ကြောင်မဲမြို့တဲ့တိုက်ပွဲကိုလည်းမြို့မှာရှိတဲ့အခြေခံအဆောက်အုံတွေနဲ့ဒေသခံပြည်သူလူထုတွေရဲ့အိမ်တွေအထူးကအနေဆုံးဖြစ်အောင်ဆောင်ရွက်နေတာဖြစ်ပါတယ်။တချို့ကင်းအဖွဲ့တွေတချို့သောကင်းထောက်အဖွဲ့တွေကကြောင်မဲမြို့မှာရှိနေတဲ့အကြမ်းဖက်သမားတွေစုဖွဲ့နေရအားလုံးကိုမြေပေါ်ညှို့ရရှိပြီးဖြစ်တဲ့ကင်းထောက်ထားပြီးဖြစ်ပါတယ်။ အကျမ်းပတ်သမားတွေစုတ်ခွာရင်စုတ်ခွာမစုတ်ခွာရင်တော့နောက်ဆုံးအခြေအနေမှာခလုံနှိပ်ဖို့ပဲရှိပါတော့တယ်။တမတော်ကဘာကြောင့်ဒီမြေပုံညှို့နေချိနေတယ်အကျမ်းပတ်သမားစုတ်ဖွဲ့နေရတွေကိုတိနေရတဲ့နဲ့ဘာကြောင့်မလုံလဲဆိုတာကလည်းမြို့မှာရှိနေတဲ့အခြေခံအဆောက်အအုံတွေထပ်ပြီးတော့မပြည့်စည်စေဖို့ပဲဖြစ်ပါတယ်။ဒါကတော့တမတော်ဘက်ကဒီမြို့သိမ်းတိုက်ပွဲမှာမျိုးရပျက်စီးမှုကိုအနည်းဆုံးဖြစ်အောင်ထင်းထင်းတင်းတင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ် နမူနာအနေနဲ့ပြန်ကြည့်ရင်နောက်ချိုမျိုးသိန်းတိုက်ပွဲလိုပဲဖြစ်ပါတယ်။ဒါတော့ကြောင်မဲမျိုးသိန်းတိုက်ပွဲနဲ့ပတ်သက်တဲ့လက်ရှိအခင်းအကျင်းပဲဖြစ်ပါတယ်။တစ်ဖက်ကနိုင်ငံရေးအခင်းအကျင်းပြန်ကြည့်ရင်ရွေးကောက်ပွဲကျင်းပတော့မယ်။ဒါကြောင့်မလို့မဖြစ်မနေကြောင်မဲမျိုးသိန်းတိုက်ပွဲကရှေ့ကိုတိုးရတော့မှာဖြစ်ပါတယ်။အင်းတိုင်းအားတိုင်းနဲ့အားရင်အစ်စ်တွေဖြစ်ထားတဲ့စစ်ကြောင်းတွေလည်းရှိတယ်။အဒီနေရာမှာဒီကြောင်မဲမျိုးကိုပြန်လည်ဝင်ရောက်အခြေပြုမယ်ပြန်လည်ပြီးတော့သွေးသစ်ပြန်လောင်းမယ်လူငယ်တွေနဲ့ဖွဲ့ထားတဲ့တပ်တွေလည်းရှိတယ်လို့ဒီရပ်ပိုင်းမှာ စကားကတဲစကားက2ရက်လောက်ခံတရင်တက်ဖွဲ့တွေသာမကစကားကစနစ်လောက်ခံတက်ဖွဲ့တွေအနေနဲ့ပါအာလုံးဝိုင်းပြီးတော့ကြောင်မဲမြို့မှာနိုင်ငံတော်အလံပြန်ဆိုင်ဖို့ဆောင်ရွက်နေတာဖြစ်ပါတယ်ဒီလိုပြောလို့မိုးကုတ်ထိုးစစ်နဲ့လည်းပတ်သက်ပြီးတက်မတော်စစ်ကြောင်းတွေရပ်တန့်ထားခြင်းမရှိတာကိုလည်းခေတ်ဆက်ပြီးတော့ပြောကြားပေးရစီတက်မတော်စစ်ကြောင်းတွေကခြေတံလုံလုံနဲ့ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်စစ်ချေလျက်ရှိတယ်ဆိုရဲမင်္ဂလာတည်င်းကိုလည်းဒီနေရာကနေထပ်မံဖြစ်ဆက်ပြင်ဆက်ပေးခြင်းပါတယ် မကြခင်ကြောင်မဲမျိုးကိုကျွန်တော်ထိန်ချုပ်နိုင်မှာတော့မယ်။စည်ရေးနိုင်ငံရေးချိန်ခွင့်ရှာနဲ့ချိန်ထိုးကြည့်လိုက်ရင်တော့ဖြစ်တန်ကြီးက10ရက်အတွင်းမှာပဲရှိပါတယ်။ငါးမိုင်ကျော်အကွာဝေးဆိုတာကလည်းတကယ်ကိုအနည်းဆုံးမှရှိနေပြီ။လက်ရကန်းကိုရောက်ရှိနေပြီဖြစ်တဲ့အတွက်ကြောင်မဲထိုးစစ်ကတက်မတော်စစ်ကြောင်းကြီးတွေဘလောက်ထိဟန်ချင်းညီစွာနဲ့လက်ချင်းချိတ်ပိတ်ဆို့တိုက်ခိုက်သွားမလဲဆိုတာကိုကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။ဆိုတော့10ရက်အတွင်းကြောင်မဲမျိုးကိုတက်မတော်ကပြန်လဲထိန်းချုပ်မလား ဒါမှမဟုတ်ဘယ်နေ့မှာကြောင်မင်းနဲ့တီဘောကိုတပြိုင်တည်းထိန်းချုပ်မလားဆိုတော့ဆက်ပြီးတော့စောင့်ကြည့်သွားရအောင်ပါပဲဖြစ်ပါတယ်။ဒါတော့ကြောင်မင်းမျိုးကိုဆယ်ရက်အတွင်းတမတော်ကပြန်လဲထိုးစစ်စင်တိုက်ခိုက်ပြီးတော့သိမ့်မိုက်မလားဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်တဲ့သတင်းဆောင်မတစ်ပုဒ်ကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်လာမယ့်အစီအစဉ်တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေး